အခုပုံမှန်ယောဂဝဆရာတုတ်ဆိုတာတော့အထက်ကရာမှာဘလို့ပြထားတော့ရှင်အနန္ဒာကိုမြတ်စွာဘုရားကဟောတာတဲ့ပိစိမိအနန္ဒအာနိတန္တာပုဗ္ဗယောဂဝဆရီပုဗ္ဗယောဂဆိုတာအတိတ်ဘဝတုန်းကတရားကျင့်ခဲ့တာနော်ဒီဘဝကျင့်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝအတွက်ဒါအတိတ်ကတရားကျင့်တယ်လို့ခေါ်တာနော်ဒီဘဝတရားအာမထုတ်ဘူးရင်တော့နောက်ဘဝပုဗ္ဗယောဂမရဘူးအဲ့တော့ ပုပ္ပယောဂဝဆရယောဂဝဆရဆိုတာယောဂအဝဆရကမ္မထာလုပ်ကိုအထုတ်တဲ့ပုဂ္ဂိုလ်အတိတ်ဘဝတုန်းကကမ္မထာလုပ်အထုတ်တယ်အထုတ်ဖူးတဲ့ပုဂ္ဂိုလ်မှာအကျိုးအာနိသင်၅မျိုးရှိတယ်တဲ့မြတ်စွာဘုရားဟောတာအကျိုး၅မျိုးရှိတယ်တဲ့ကမ္မထာလုပ်အထုတ်မယ်ဆိုရင်ရှေးကအထုတ်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေမှာအကျိုး၅မျိုးရနိုင်တယ် အဲ့ဒီအကျိုး၅မျိုးကပါတော့ဆိုလို့ရှိရင်အတိတ်ဘဝကကမ္မထာလို့အထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ဒိဋ္ဌိဝဓမ္မေပฏิကိစ္ဆေဝအညာအာရဒေတိဒိဋ္ဌိဝဓမ္မေဆိုတာအခုလက်ရှိဘဝပฏิကိစ္ဆေဝဒီလက်ရှိဘဝတောင်နောက်ကျတဲ့ချိန်မဟုတ်ဘူးစောစောစီးစီးကိုပဲအညာအာရဒေတိအရတ္တဖို့အောင်မြင်ပေါ်ရောက်နိုင်တယ်လို့ဆိုလိုတယ်အညာဆိုတာအရတ္တအရတ္တဖို့ပြောတယ် ဆိုလိုတာကအတိတ်ဘဝကကမ္မထာအထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာအခုလက်ရှိဘဝမှာတဲ့စောစောစီစီအရတမေရတ်ဖူတရားကိုရနိုင်တယ်ရနာဖြစ်နိုင်တယ်လို့ပြောတာဒါကနံပါတ်1အကျိုးဒီဘဝမှာရင်ရနာဖြစ်နိုင်တယ်တဲ့ကဲမဖြစ်ဘူးဆိုရင်စောစောစီစီမဖြစ်ဘူးဆိုရင်ဘယ်ချိန်မှဖြစ်ဒုတိယက တေကံဤအချိန်မှာရဟနာဖြစ်နိုင်တယ်ခုနစောစီးဆိုတော့မသေးခင်နော်ချွတ်တင်ပြီးတော့စောစောရဟနာဖြစ်နိုင်အဲ့ဒါလို့မဖြစ်ဘူးဆိုရင်တေတဲ့အချိန်မှာဖြစ်မယ်ဆိုလိုတာကဒီဘဝမှာနေမဲ့သူရဟနာဖြစ်ဖို့ခွင့်ရှိတယ်နော်စောစောစီးစီးရဟနာဖြစ်ခြင်းလည်းဖြစ်မယ်သို့မဟုတ်တေကံဤအခါဖြစ်ခြင်းလည်းဖြစ်မယ်ဟောဒုတိယကဲအဲ့ဒီနှစ်ခုလွဲချော်သွားပြီတေကံဤအခါလည်းမဖြစ်ဘူးဆိုလို့ရှိရင် သိပြီးရင်နတ်ပြည့်ရောက်မှာနတ်ပြည့်ရောက်တဲ့အခါကျတော့နတ်သားဖြစ်တဲ့အခါမှာရဟန္တာဖြစ်မယ်တဲ့ဒါ chance တတိယတစ်ခုเนาะအကျိုးကဲနတ်သားဖြစ်ပြီးတော့ရဟန္တာဖြစ်နိုင်တယ်ဆိုသူကကမ္မထာလို့အာထုတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတစ်ခုပြောပြတာကြည့်ဒီဘဝမှာပဲစောစီးစီးရဟန္တာဖြစ်ခြင်းဖြစ်မယ်မဖြစ်ရင်တေဂာနိခါမှာဖြစ်မယ် မဖြစ်ရင်နောက်ဘဝနတ်သားဖြစ်ပြီးတော့ရဟန်းဖြစ်မယ်ဟောဒါသေချာပေါက်ပြောထားတာကဲနတ်သားမဖြစ်ဘူးလူလာဖြစ်တယ်ဖះနဲ့တွေ့တယ်ဆိုရင်အဲမြတ်စွာဘုရားရဲ့ဓမ္မခိတ်ပါဘိညာလင်းလင်းမြန်မြန်တရားသူတရားမြတ်ရတဲ့ပုံပုံမျိုးဖြစ်နိုင်တယ်ဟောဒါလေးနံပါတ်နတ်သားဖြစ်တာမဟုတ်ဘူးလူဘဝမှာဖះနဲ့တွေ့တယ်ဘာကြီးရတာရုစီရီရတို့လို့ပေါ့လမ်းပေါ်မှာပဲဖះခဏလေးဟောတာ တရားပွဲရဲ့ဘလောက်မှမကြလိုက်ဘူးเนาะဘာကြီးကငါပြောတဲ့အတိုင်းမှเนาะဒိဋ္ဌိဒိဋ္ဌမတ္တမြင်မြင်တာထာရှိဆက်မစင်းသားနဲ့အဲ့လိုကျင့်လိုက်မယ်ဆိုလို့ရှိရင်เนาะဒုက္ခနောက်ဆုံးမှအဆုံးသတ်သွားမယ်လို့ခေါ်လိုက်တာကျင်းလေးတွေခေါ်တာဒိဋ္ဌိဒိဋ္ဌမတ္တတရားကိုခေါ်လိုက်တယ်နာရင်းနဲ့တခါတရားနာဖြစ်သွားတာအဲ့ဒါကိုခိပ္ပပိညာပုဂ္ဂိုလ်လို့ခေါ်တယ်လင်းလင်းမြန်မြန်သိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်မယ်တဲ့ ါစတုထမြောက်အကျိုးဟောနောက်တစ်ခုကျတော့အဲ့ဒါလို့မဖြစ်ဘူးဆိုရင်လွဲချော်သွားရင်မဖြစ်မှာတော့ဆိုနောက်ဆုံးဘိကွာမှာပြိစိကဘုရားဖြစ်မယ်တရားထုတ်ခဲ့တဲ့ပုံကိုယ်ကြီးကိုပြောတာเนาะအဲ့တော့ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တရားထုတ်ခဲ့တဲ့ပုံကိုယ်ဟာတဲ့အတိတ်ဘဝကတရားထုတ်ခဲ့ပြီဆိုရင်ဒီဘဝမှာသောစီစီယန္တာဖြစ်မယ်မဖြစ်ရင်တေဂာနီမှာဖြစ်မယ် အဲ့လိုမှမဖြစ်ဘူးဆိုလို့ရှိရင်နောက်ဒုတိယဘဝနတ်သားဖြစ်ရင်ဖြစ်မယ်။အေးနတ်သားမဖြစ်ဘူးဖះရနဲ့တွေ့တယ်လူဘဝနဲ့တွေ့တယ်ဆိုရင်ခိတ်ပါပဲညာ။အတိညာထက်ပြတဲ့ပုဂ္ဂိုလ်လင်းလင်းမြန်မြန်တရားအတူတူလေးနားလဲနားလိုက်တာနဲ့ရဟနာဖြစ်သွားတယ်။အဲ့လိုမဖြစ်ဘူးဆိုရင်ပိစိကဘုရားဖြစ်မယ်။ဒါကပုပ္ပယောဂဝဆရာတုတ်မှလာတဲ့အဓိပ္ပာယ်တစ်ခုနော်။အဲ့ဒါကြောင့်မို့လို့ တရားထုတ်မှုဆိုတဲ့လုပ်ငန်းတစ်ခုဟာကျင့်သက်ဆရာကောင်းတာပေါ့ကျင့်သက်ဆရာကောင်းတယ်